တော်လိုင်းတပ်ဖွဲ့တွေကိုပြစ်ခတ်တပ်ဖြတ်ဖို့လက်နက်တွေပြစ်ဖြစ်တုံတွင်ပြောင်းသွားရလိမ့်မယ်။ရဲခါတွေကငလင်ကယ်ဆယ်ရေးစုသွားပြေးရဆိုပေမဲ့ငလင်ကယ်ဆယ်ရေးဖွဲ့ကိုရောက်ရင်လဲမိဂါမတ်တာပဲရောက်ပါလိမ့်မယ်။ကျန်တဲ့နိုင်ငံတကာကယ်ဆယ်ကူညာသူတို့ရဲ့စစ်တပ်လက်ပါစီတွေနဲ့သူအခုနေပြည်တော်အုပ်ချုပ်ရေးနေရာတစ်ခုလုံးပြိုပြတ်သွားတဲ့ကြာသူ့ရဲ့ဝန်ထမ်းစိုးတွေကိုပဲပေးဖို့သူတို့အသုံးပြုပါလိမ့်မယ်။ဒီဖက်စစ်အာဏာရှင်စနစ်ဆိုးဘဲအသက်ထပ်ပြီးတော့ရှေဖို့အတွက်အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ဒါကြောင့်မို့လူမှုအစိုးရပြည်သူအစိုးရ NGO နဲ့ဒိုက်ရိုက်ဆက်သွယ်ပြီးပြည်ပခုညင်ချင်းဖြစ်စေ နိုင်ငံကအဖွဲ့အစည်းတွေကိုယ်တိုင်တည်သွားပြီးမြေပြင်ကပြည်သူလူထုကိုကိုထိလက်ရောက်ပေးအပ်နိုင်တဲ့အခြေအနေမှတပါဖြစ်စေဖက်စစ်အုပ်စုကိုလက်လွဲပေးပြီးရော့လှူပေးပါဆိုသွားပေးတာမျိုးလုံးဝမလုပ်ဖို့ကျွန်တော်လေးစားစွာပန်ကြားချင်ပါတယ်ခင်ဗျာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ငလင်ကယ်ဆယ်ရေးအကူအညီပေးမိနိုင်ငံတကာအဖွဲ့အစည်းတွေကိုဗိုလ်ကြီးနေမျိုးစင်မှအထူးတတိပေးလိုက်တဲ့ရုပ်တံအပြင်မြန်မာပြည်သူများနဲ့တသားတည်းရှိရန်ကုလကိုစစ်ကောင်စီတတိပေးမြန်မာနိုင်ငံတွင်ငလင်ဘေးကြီးကြုံတွေ့နေစဉ်ကာလအတွင်းကမ္ဘာကူတာမကဝမ်အနေဖြင့်မြန်မာပြည်သူများနဲ့တသားတည်းရှိနေရန်စစ်ကောင်စီ၏နိုင်ငံသားရေးဝန်ကြီးဌာနကတတိပေးပြောကြားလိုက်ပြီး ကုလသမဂ္ဂလူအခွင့်အရေးကောင်စီ၏ဖေဖော်ဝါရီ24ရက်မှဧပြီလ4ရက်နေ့ထိတလကျော်ကြာပြုလုပ်ခဲ့သည့်58ကြိမ်မြောက်စည်းဝေးတွင်လူအခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့်မြန်မာနိုင်ငံလူအခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်မစ္စတာတွန့်အင်ဒရူးတို့တင်သွင်းခဲ့သည့်အစီရင်ခံစာများကိုကန့်ကွက်သည့်အနေဖြင့်စစ်ကောင်စီကကုလကိုအထက်ပါအတိုင်းတုံ့ပြန်လာခဲ့ခြင်းဖြစ်သည် လွန်ခဲ့သည့်မလ28ရက်မိုးလွဲပိုင်းတွင်အင်အားပြင်းကလေးကြီးလုတ်ခတ်ပြီးလင်းပြီးခြင်းစစ်ကောင်စီကအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကိုချက်ချင်းဆောင်ရွက်ခဲ့သည်ဟုစစ်ကောင်စီကရှင်းချက်ပြန်လည်ထုတ်လာခြင်းဖြစ်သည်ယခုကဲ့သို့တဘာဝဘေးကြောင့်အခက်ခဲများကြုံတွေ့နေရသည့်ကာလတွင်မျှတ၍လက်တွေ့ဆန်သောချင်းကပ်မှုဖြင့်မြန်မာနိုင်ငံ၏တဘာဝဘေးတုံ့ပြန်ရေးကြိုးပမ်းဆောင်ရွက်ချက်များကိုကူညီပံ့ပိုးရန်နှင့်မြန်မာပြည်သူများနှင့်တသားတည်းရှိရန်လည်းကုလသမဂ္ဂကိုတိုက်တွန်းကြောင်းစစ်ကောင်စီနိုင်ငံသားရေးဝန်ကြီး ဒီဌာနကယမန်နေ့ဧပြီ6ရက်တွင် ပြောဆိုသည်လက်ရှိအရေးပေါ်ကာလအတွင်းမြန်မာပြည်သူများနှင့်အတူတသားရဲရှိကြောင်းပြသ၍ဝန်ထဲကြောင်းတုံ့ပြန်ပေးပို့ခဲ့ကြသည့်ကုလသမဂ္ဂအေဂျင်စီများအပါအဝင်နိုင်ငံများနှင့်အဖွဲ့အစည်းများအားလုံးကိုကျေးဇူးတင်ရှိကြောင်းစစ်ကောင်စီကလည်းပါတဲ့သဘောတရားစရာတွေနဲ့အားလုံးဤပါပြည့်စုံတဲ့ကျွန်တော်တို့အမိမြန်မာပြည်ကြီးဟာဒီကနေ့2025ခုနှစ်ဧပြီလဗမာပတ်တော်တဲ့မှာတော့စိုးဝါကြမ်းတမ်းခက်ခဲတဲ့အခြေအနေတွေကိုအားလုံးက ဖက်ပေါင်းစုံကရင်ဆိုင်ဖြတ်ကျော်နေရပါတယ်ဖက်ပေါင်းစုံဆိုတဲ့နေရာမှာပြည်သူလူထုနောက်တစ်ခါတော်လိုင်းရေးအင်အားစုပြီးရင်အကြမ်းဖက်ဖိနှိပ်အုပ်ချုပ်ခြင်းနဲ့စစ်ကောင်စီအင်အားစုပေါ့သုံးခုရှိတယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီနေ့ဖြစ်နေတဲ့အခြေအနေတွေကျွန်တော်အကြံပြန်သုံးသပ်ပြချင်ပါတယ်အခုဆိုရင်ဒီ masla masla 20နဲ့ရှင်းနေရဖြစ်ပေါ်ခဲ့တဲ့ခုနှစ်သမခုနှစ် register scale ရှိတဲ့ငလင်ကြီးကြောင့်အခုဆိုရင်နေပြည်တော်မှာရှိတဲ့အဖက်စစ်အုပ်ချုပ်ရေးရန်နေရာကြီး ရဲ့80ရာခိုင်နှုန်းကျော်ဟာလုံးဝပြိုကျပျက်စီးအဲသွားတယ်။အုတ်ချွေရန်နေရာကြီးတစ်ခုလုံးရက်တက်နေပါဖြစ်နေတယ်။ဆက်သွေးကွင်းတွေကအများအများ ပြတ်တောက်ကုန်ပြီးတော့အခုဆိုရင်မင်းအွန်လိုင်းနဲ့ဖက်စစ်အကြမ်းဖက်အုပ်စုဟာအတော်ဖြိုဖျဲနဲ့လေပတ်နေရတဲ့အခြေအနေဖြစ်ပါတယ်။ဒီကြားထဲမှာပြည်သူလူထုအနေနဲ့စကိုင်းမန္တလေးပြီးပြီးတော့ပျော်ပွဲတောင်ငူ ဒီပြည့်ရီကျော်ကြီးစကိုင်းဖောက်ပြည့်ရီကျော်ကြီးတခြားမှာ excuse me ရှိနေတဲ့ပြည်သူလူထုတွေရဲ့တဝိုးရင်စီစီနေနဲ့တိုက်တာပိုင်ဆိုင်မှုတွေဟာလည်းပဲအများအများပျက်စီးခဲ့ပြီးအခုတတိစတိုက်ဆိုသလိုနောက်ဆက်တွဲလောက်ခလာတဲ့မလင်းအန်နေတွေကြောင့်ပျက်စီးနေတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့အခုဖြစ်ပေါ်ခဲ့တဲ့တဘောဘေးအန်နေကြီးကိုကျွန်တော်တို့ဟိုဒီလူလုအာနာရှင် ကပေးရန်နေရကြောင့်ပုံမှုပျက်စီးစေခဲ့တဲ့အကြောင်းကိုကျွန်တော်နှန့်ရှင်သုံးသပ်ပြချင်ပါတယ်ဥပမာအနေနဲ့ပြောရရင်2000ခုနှစ်ကျွန်တော် အာဒီအခုအမြန်လန်းအဲ့ဒီကာလကစတင်ဆောက်လုပ်နေတဲ့အချိန်ဖြစ်ပါတယ်အမြန်လန်းဒီတောင်ငူနဲ့ပျော်ွယ်တောင်ငူနဲ့ဖြူပတ်ဝန်းကျင်သားလေးကအမြန်လန်းနေဆောက်လုပ်နေတဲ့ရန်ရဲကို2008ခုနှစ်တုန်းကကျွန်တော်ရောက်ရှိခဲ့ပါတယ်မိတ်ဆွေတယောက်ရဲ့အကူအညီနဲ့တောင်ရောက်လေ့လာကြည့်ရှုခဲ့ပါအဲ့ကာလမှာဘဒူတွေစီးပွားအရန်ဖြစ်နေလဲဆိုတော့ဒီအမြန်လန်းကွန်ကရစ်လန်းခင်းတဲ့နေရာမှာပါဝင်ထည့်သွင်းအသုံးပြုရမယ့်ဒီငါးမူတန်တန်ချောင်းတွေကိုပေါ့အဲ့ဒီမောင်ခိုကုန်တွေတွေက ဒီ GE တက်တွေချင်းကနေပြီးတော့ခိုးဝယ်တာပေါ့ညာဘက်ကိုကားရင်းလာခိုးဝယ်ဆိုပြီးတော့ဝယ်ကြတာအဲ့တော့ G တက်ကဘာဖြစ်လဲအဲ့တန်ချောင်းတွေကိုအမြန်လန်းခင်းရမှာအသုံးပြုရမယ်တန်ချောင်းတွေကိုအပြင်ကိုတခိုးစင်းနဲ့ရောင်းထုတ်တယ်ပြီးတော့အမြန်လန်းခင်းတဲ့နေရာမှာဝါးတွေတုံးမဟုတ်ဘာမှမထည့်ပဲသူတို့ခင်းကြတယ် ဒါညဘက်ဒီမှာကျွန်တော်သွားတွေ့ခဲ့တာအဲ့တော့2009ခုနှစ်ကအမြန်လိုင်းဖောက်လို့စင်ကအားလုံးနီးနီးဟာအပြိုင်သူခိုးခဲ့ကြတဲ့အချိန်ပြီးတော့အဲ့ဒီအချိန်မှာပဲပဲနီးပြီးတော့ဆိုတဲ့အဆောက်အုံတွေကိုအပြိုင်ဆိုင်တင်တာပေးပြီးတော့စေအုပ်စုကသူ့ရဲ့ဘလဲနံပါတ်တင်တယ်သူတို့သားသမီးတွေရဲ့ကုမ္ပဏီတွေကိုပဲလက်ဝေကန်ချပေးပြီးတော့ဆောက်လုပ်ခဲ့ရတယ်ဒီလိုပဲဤပညာရခိုးလို့ရတာအကုန်အပြိုင်သူခိုးခဲ့ကြတဲ့အဆောက်အုံတွေ ဖြစ်တယ်။ဒါကြောင့်မလို့ခုအမြန်လိုင်းနေအပိုင်းပိုင်းတက်တောက်ပြုတ်ပြူကြတာရုံးအဆောက်အုံတွေပြူကြတာပေါ့။ပြူကြတဲ့ထဲမှာတော့အတိတ်နမိတ်တို့လည်းပြောရင်ပြောရမှာပေါ့။အခုလွတ်တော်အဆောက်အုံကြီးဆိုလို့ရှိရင်သူ့ရဲ့စင်ဝင်ဆိုတာဟာတကယ်နိုင်ငံအဆင့်ခေါင်းဆောင်တွေတမတာတွေနိုင်ငံတကာအဲ့တေဝင်ကြီးတွေသူကလောသမကစသဖြင့်ပေါ့တကယ် ဒိတ်ဒိတ်ကျဲဆိုတဲ့ခေါင်းဆောင်ကြီးတွေကပထမဆုံးဆဆခြေချပြီးတော့နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာတစ်ခုလုံးကိုအသက်ဝင်လဲပတ်ရဖြစ်တဲ့လူတော်ကြီးရဲ့အဝင်လမ်းကြီးကြည့်တွေ့ပါလိမ့်မယ်တော်တော်တဲ့ဝင်တဲ့လမ်းတို့ကပြက်ကြပြီးတော့အထက်မှာဘာတန်ချောင်းမှမပါပဲနဲ့တချို့နေဝါးလေးတောင်ပေါ်နေသေးတယ်ခင်းထားပြီးတော့ပြက်ကြသွားတာအတိတ်နမိတ်ပေါ့ဆိုတော့ အချုပ်ချာအာဏာရဲ့စတင်တရားကြီးကိုအဝင်ကအစသဘောဝါကြီးဖြစ်စည်းသွားပြီဖြစ်တဲ့တကြောင်မင်းအောင်လှိုင်ရဲ့အခုလာမဲ့ရွေးကောက်ပွဲရတဲ့စဉ်သူ့ကိုယ်သူတမတာအကန့်ဖို့သွားမဲ့အစီအစဉ်ကိုတဘာဝတော်ကန့်ကွက်နေတာဆိုတာလေးထည့်သွင်းပြောချင်တာဆိုတော့တဘာဝဘီကြီးရဲ့အဆုံးစုံထိဖြစ်စည်းမှုအန္တရာယ်ကိုကျွန်တော်တို့ကအခုကလူလောက်ကပ်ပေးကြောက်ပုံမှုဆိုးရွားစွာရင်ဆိုင်ဖြတ်ကျော်ရတာဖြစ်ပါတယ် ပထမဆုံးဘာလို့လူလုကပ်ပြီးလို့ပြောရလဲ NLD အစိုးရလက်ထက်တုန်းကဆိုလို့ရှိရင်အခုလိုအမတန်ဖျားပြင်းတဲ့ magnitude အဖြစ်မြင်မာတဲ့ငလင်ကြီးတွေလှုပ်နာနိုင်ချေရှိတယ်ဆိုပြီးတော့တွင်းတွင်းပညာရှင်တွေကသတိပေးစုဖွဲ့ drill နဲ့ဇက်တိုက် ပြီးတော့ဆောက်လုပ်တဲ့ဆောက်လုပ်ရေးပစ္စည်းအုံသုံးဒီအဆောက်အုံတွေကအကုန်လုံးငလင်တန်းခံနိုင်တဲ့ဒီနီးစနစ်တကျရှိတဲ့ဟာတွေဖြစ်ဖို့ကျွန်တော်တို့ကိုယ်တိုင်မျက်မြင်တွေ့ကြရလမ်းခင်းသလားလိုက်တိုင်းနဲ့ဖောက်ကြည့်တယ်ဖောက်ကြည့်ရကုန်ဘလောက်ခင်းတာအဆောက်အုံဆောက်လားပိုင်ရဲသလားဘလောက်ထိမြေအမြင့်အနေမြင့်မှာကွန်ကရစ်ဘလောက်ထဲလဲဖြော်ဆက်အကုန်လုံးအသေးစိတ်တို့ကြည့်ပြီးတော့ငလင်တန်းခံနိုင်မှုအထိပြည်သူအကျိုးကိုရှေ့ရှုပြီးတော့အနေဒီအစိုးရလုတ်ပိုင်ခွင့်ရှိသမျှ၄-၅နှစ်အတော်တည်းမှာရအောင်လုတ်ခဲ့ကြတယ် ငလင်းဆိုးွားကြုံလာခဲ့ရင်လည်းဘလို့ဖြတ်သားမယ်ဘလို့တီးမင်းနဲ့စီကူတာရေးဖွဲ့ကဲသေးကြီးအကူကြီးဖွဲ့နိုင်ငံတကာနဲ့ဘလို့ဘလို့အားလုံးစတဲ့ပြင်ဆင်ထားတဲ့ဟာတွေအကုန်လုံးဟာဖက်စစ်အကြမ်းဖက်မင်းအွန်လိုင်းအုပ်စုရဲ့အထမအာနာတိမ်မီသူတို့တကူစီးပွားနဲ့စစ်ဘိုလ်ချုပ်တစုကိုကျိုးစီးပွားအတွက်ပဲဆက်လက်နဲ့ပစ္စည်းတွေကိုအစမတန်ဝယ်ယူစုဆောင်ပြည်သူလူထုနဲ့တော်လိုင်းအင်အားစုကိုနှင်းနှင်းသက်ဖြတ်ဖို့ပဲသူတို့စ조사ခဲ့ပြီးတော့ပြည်သူလူထုအတွက်ကြုံလာနိုင်ခြင်းရှိတဲ့သဘောဘေးအန္တရာယ်ကြီးတွေနဲ့ပတ်သက်ပြီးတော့ကာကွယ်ဖို့တွေ ကယ်ဆယ်ဖို့တွေထူထောင်ဖို့တွေလုံးလုံးအစီအစဉ်မရှိဘဲနဲ့အခုဒီရက်ပိုင်းဆိုတွေ့ရပါလိမ့်မယ်ကယ်ဆယ်ကူညီရေးဘယ်ဖွဲ့မှမဆို သူတို့ရှိကိုသဘောတူညီချက်သူတို့ရှိခွင့်ပြုချက်လျှောက်ထားသူတို့ခွင့်ပြုမှကယ်ဆယ်ကူညီခွင့်ပေးမယ်ဆိုပြီးတော့ဒါလေသူတို့ခွင့်ပြုမှဆိုတာအခုကြည့်လိုက်ပါလာလူသမ ्या အကုန်လုံးအေးငါတို့ပဲပေးထားငါတို့ငါတို့ဆက်လို့မင်းတို့ပြန်မင်းတို့လုံညွေးရမင်းတို့အမမခံဘူးမင်းတို့လည်းစိတ်မချအောင်ကယ်ဆယ်ကူညီရတဲ့ပစ္စည်းအလုံးကိုအနှူနီးနဲ့ဓမြတိုက်ဖို့သူတို့လက်ရှိဂျုံဂျုံကြနေတဲ့ဖက်စစ်ရန်နေရာအတွက်လိုအပ်တဲ့စစ်တလန်းနဲ့ပစ္စည်းတွေဝယ်ယူဖို့သူတို့ရဲ့ငတ်ပြတ်နေတဲ့စစ်တပ်ကခိုင်းဘက်တွေကိုကျွေးဖို့ငလင်ကယ်ဆယ်ကူညီရေးနိုင်ငံတကာတော်လကောင်ပြည်သူ့ပြန်လဲအလှူတော်လကောင်သူတို့အနှူနီးနဲ့ဓမြတိုက်ဖို့စူးစမ်းပြီးတော့လုပ်တယ် အလူလုကပ်ဖေးကြောင့်ခုလိုကျွန်တော်တို့ဆိုးဆိုးရွားရွားရင်ဆိုင်နေရတာဖြစ်ပါတယ်ကြိုတင်မစင်မှုမရှိဘူးဖြစ်လာတော့လေကဲတဲ့ကူညီဖို့အတွက်ကိုသူတို့ကပဲအရာရာထိန်းချုပ်ပြီးတော့ကိုသေးဆုပ်ပြန်အလူနီးနဲ့တပြားထိုက်ဖို့ကြိုးစားတာအလူလုကပ်ဖေးကြောင့်အဆိုးအဆုံးအခြေအနေတွေကိုကျွန်တော်တို့ကြုံဆုံနေရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကနိုင်ငံတကာရောက်လူရှင်တွေနိုင်ငံတကာအဆိုးရအဖွဲ့အစည်းတွေကိုပြောချင်တာဖြစ်ပါတယ်အခုဖက်စစ်အကြမ်းဖက်အုပ်စုရဲ့လောက်ထိန်းချုပ်မှုအောက်မှာဖြစ်ပေါ်နေတဲ့စိုးဝါးတဲ့ငလင်ပီးရင်ဆိုင်ရတဲ့ပြည်သူတွေတို့ကိုတကယ်ကူညီခြင်းနဲ့ဆိုရင် ဖက်စစ်အကြမ်းဖက်ဆေးအုပ်စုရဲ့ထိန်းချုပ်မှုအောက်ကသွားသွေးလုံးဝပြည်သူလူထုတွေကိုဆရာခိုင်တို့၂ဆရာခိုင်တို့တော့ရောက်ဖို့မသေးကြပါဘူး။သူတို့အားလုံးထိန်းချုပ်ပြီးတော့ရတဲ့နည်းနဲ့ကိုသေးဆုပ်ဖို့ဖြစ်ပါလိမ့်မယ်။ဒါကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေအလူရှင်တွေအနေနဲ့အခုချိန်မှာတော့ဖက်စစ်အုပ်ချုပ်မှုအောက်ကပြည်သူတွေရဲ့နင်းနာဆုံးရှုံးမှုငဲ့ညာတော်လဲပဲခိတ္တဆောင်ဆိုင်ပါကျွန်တော်တို့တွေတိတိကျကျနော်ကူညီနိုင်မဲ့ဖီအားတွေနဲ့စီးရီးဖီအားနိုင်ငံရေးဖီအားပြည်သူလူတရားလုံးနဲ့အားလုံးဖီအားတွေနဲ့ဖက်စစ်အုပ်ချုပ် ထိ ंछ ုံမှုကိုကျွန်တော်တို့ပွက်အံပွားနိုင်တဲ့အထိခဏဆောင်ဆိုင်ပြီးတော့စုဆောင်ထားပါထူထောင်ရေးကဏ္ဍတွေကမဖြစ်မနေလုပ်အောင်မှာဖြစ်တယ်အခုချိန်မှာပွားပြီးတော့ COC ကိုရော့ထူထောင်မှုပေးရထူထောင်မှာမဟုတ်ဘူးကျွန်တော်တို့တိုင်းသားတွေကိုကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကိုပြစ်ခတ်တက်ဖြတ်ဖို့လက်နက်တွေပြည့်ပြည့်တုံတွင်ပြောင်းသွားပါလိမ့်မယ်ရိတ်ခါတွေကငလင်ကယ်ဆယ်ရေးစုသွားပေးရဆိုပေမဲ့ငလင်ကယ်ဆယ်ရေးဖွဲ့ကိုရောက်ရင်လည်းမိဂါမတ်တပဲရောက်ပါလိမ့်မယ်။ကျန်တဲ့နိုင်ငံတကာကယ်ဆယ်ကူညာသူတို့ရဲ့စစ်တပ်လက်ပါစီတွေနဲ့သူအခုနေပြီးတော့အုပ်ချုပ်ရေးနေရာကြီးတစ်ခုလုံးပြိုပြတ်သွားတဲ့အတွက်သူရဲ့ဝန်ထမ်းစိုးတွေကိုပဲပေးဖို့သူတို့အသုံးပြုပါလိမ့်မယ်။ ဒီဖက်စစ်အာဏာရှင်စနစ်ဆိုးပဲအသက်ထပ်ပြီးတော့ရှေ့ဖို့အတွက်အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ဒါကြောင့်မို့လူမှုအစိုးရပြည်သူ့အစိုးရ NGO နဲ့တိုက်ရိုက်ဆက်သွယ်ပြီးပြည်ပကူညီချင်းဖြစ်စေနိုင်ငံတကာအဖွဲ့အစည်းတွေကိုယ်တိုင်တည်သွားပြီးမြေပြင်ကပြည်သူလူထုကိုကိုထိလက်ရောက်ပေးအပ်နိုင်တဲ့အခြေအနေမှတပါဖြစ်စေဖက်စစ်အုပ်စုကိုလက်လွဲပေးပြီးတော့ရောလှူပေးပါဆိုသွားပေးတာမျိုးလုံးဝမလုပ်ဖို့ကျွန်တော်လေးစားစွာပန်ကြားချင်ပါတယ်ခင်ဗျအဲ့တော့လူလုကပ်ဖေးကြီးကိုကျွန်တော်တို့အများဆုံးကြော်လွားပြီးတော့နောက်ဖြစ်လာနိုင်ရည်ရှိတဲ့တဘာဝကပ်ဖေးတွေကိုအကောင်းဆုံး ရုံးကန်ကြော်လွားဖြတ်ကျော်နိုင်မှုအတူတူစူးစမ်းနိုင်မှုနိုင်ငံရေးစနစ်ကောင်းမှုလိုပါတယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးနွေတော်လိုင်းရဲ့အပိသက်အောင်မြင်သည့်အထိအမြန်ဆုံးနဲ့အောင်မြင်နိုင်တဲ့နည်းလမ်းတွေကိုအတူတူဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့လှုံ့ဆော်နှိုးဆော်လိုက်ပါတယ်ခင်ဗျ။